ခွေးစာကြွေးခြင်းအကျိုးတခါတုန်းကတီဟိုကျွန်းမှာအရှင်စုလနာဂလို့အမည်ရတဲ့မထေတပါရှိခဲ့ဘူးတယ်တီဟိုကျွန်းအနုရာဒာမြို့မှာမြတ်စွာဘုရားရဲ့ညံ့ရိုးတော်ကိုထာဝနာထားရလဲဖြစ်တယ်ဒေဝနံပိယတိတ်တမင်းကြီးရဲ့ကောင်းမှုလည်းဖြစ်တယ်ထုပါယုံ စီရီဆိုတာလည်းရှိပါတယ် ဒူဘာယုံဇေဒီတော်ကြီးရဲ့အနီးမှာရှိတဲ့ကျောင်းတန်ကြီးကိုလည်းဒူဘာယုံကျောင်းတန်ကြီးလို့ခေါ်ဆိုကြတယ်။အရှင်စူလနာဂဟာအဲ့ဒီဒူဘာယုံကျောင်းတန်ကြီးမှာ တခြားယဟန်တော်တွေနဲ့အတူသရင်သုံးနေတဲ့ယဟန်တစ်ပါးပဲဖြစ်ပါတယ်။ဒီနေ့မှာအရှင်စူလနာဂဆွမ်းစားပြီးလို့ဂရန်စီပြည်ချိန်မှာတားတွေပေါက်ထားတဲ့ခွေးမကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ် ခွေးမကိုတေချာကြည့်လိုက်တော့ပိမ့်ပိမ့်ချီချီနဲ့အတော်လေးကိုစာလောင်မုတ်သိနေပုံပဲဖြစ်တယ်။စာလောင်မုတ်သိနေတဲ့ခွေးမကြီးကိုမြင်လိုက်တော့အရှင်စုလနာဂကတတော်လေးကိုတနာသွားတယ်။ဒါပေမဲ့ဆွန်စားပြီးတပိတ်စီးပြီးပြီဆိုတော့ကျွေးစရာဆွန်ကလည်းမကြံဒါကြောင့်မလို့ဘာလို့လဲလို့ဆိုတော့ငါဒီစအပ်ပြီးတော့အစာမှန်တော့လဲ ထိုခွေးမှအာအံ့၍လှူအံ့သောငါအဲ့ဤလို့နှလုံးပိုက်ပြီးမိမိရဲ့ဂရင်းတဲကိုလက်ညှိုးထိုးအံ့ပြီးခွေးမှကိုကြည့်ပါတော့တယ်အရှင်သုလနာဂဟာခွေးမှကိုအံ့ကျွေးယုံနေမှာဘူးအိုချံခွဲတစ်ခုထဲမှာရေထက်ပြီးရေလဲတိုက်လိုက်ပါသေးတယ်အစာထိုက်တဲ့လောက်ဝတ်သွားတဲ့ခွေးမကြီးကိုကြည့်ပြီး အရှင်ဇူလာနာကလည်းတခါမှမဖြစ်ဘူးတဲ့ပီတိတွေဖြစ်ပေါ်လာတယ်။ဒါကြောင့်စုတစ်ခုကိုကောက်ခါငင်းကတောင်းလိုက်ပါတော့တယ်။သူ့ရဲ့စုတောင်းနေကငါသည်ဤခွေမအားမိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ခွက်ဖဲအံ၍ကျွေးလိုက်ရသောကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်ကိုရောက်ရပါလို့၏။နိဗ္ဗာန်မရောက်သေး၍တန်ត្រာ၌ကျင်လည်ရသည်ရှိသော ပစ္စည်းလက်လာပပေါများရပါလို့ဤဆိုပြီးစာမားကတော့အရှင်သုရနာဂရဲ့ဒါနစေတနာဟာပထမဆုံးအဆင့်မှာတယ်အရှင်အဟုံအစွမ်းတော်တော်ကြီးကိုကြီးမားနေလို့ဆိုပါတယ်ဒီလိုနဲ့အရှင်သုရနာဂတောင်းတဲ့နေ့ညာကျန်ချိန်မှာပဲဒကာဒကမပေါင်းများစွာဟာ ထောဘက်တွေတင်းလဲခဲတွေဒကာတွေကြားရည်တွေယူလာပြီး အရှင်ဆုလနာကဘဲเจ้าမှာနေပါတည်းဘဲเจ้าမှာတရင်သုံးပါတည်းဆိုပြီးတော့ပဝန်းကျင်ကို မေးမြန်းပြီးတော့ရောက်လာကြတယ်အရှင်ဆုလနာကလည်းပဲကိုယ့်ကိုကိုယ်အံ့အားတင်သွားတယ်အရှင်ဆုလနာကဟာရောက်လာတဲ့ဖုန်ပေးစရာတွေကိုတရင်သုံးဖို့ယဟန်တွေကိုပါ ခွဲဝေလှူဒန်းလိုက်ရပါတယ်နောက်မကြခင်မှာပဲတကာတကမတွေထိုက်ရောက်လာပြန်တယ်သူတို့တီဟိုခေတ်မှာအတုံးများတဲ့ ဇာတိဖို့ပွင့်အစာရှိတဲ့ဆေးတွေကိုယူလာပြီးတော့ကတ်လို့ရပြန်တယ်။အရှင်ဆုလနာကလည်းပဲရှင်းဤအတိုင်းတရင်သုံးပေါ်တွေကို ခွဲဝေလှူဒန်းလိုက်တယ်။မနယ်လင်းလို့စွန့်ခံကြွားတဲ့အခါမှာတော့ဒကာဒကာမတွေဟာရေတွက်လို့မရနိုင်တော့အောင်ဆောဟင်းတွေများစွာ လောင်းလို့ကြပါတော့တယ်။လောက်ထိစွမ်းတွေရတဲ့လေလို့ဆိုရင် ထူပါယုံကျောင်းတိုင်မှာတရင်တုံနေတဲ့ယဟန်တော်အာလုံးသုံးဆောင်နိုင်လောက်အောင်အထိညပြလွန်းတယ်လို့ဆိုတယ်။ဒါကြောင့်အရှင်ဆူလာနာဂကကြောက်စီကိုတိခတ်ပြီးထူပါယုံကျောင်းတိုင်မှာတရင်တုံနေတဲ့ယဟန်တော်တွေကို ပြန်ပြီးလောင်းလူလိုက်ပါတယ်။နောက်ရက်တွေမှာလည်းအရှင်ဆူလာနာဂဟာရသမြာဆွမ်းဟန်းတွေကိုကြောက်စီတီးပြီးတော့နေ့စဉ်လှူခဲ့ပါတယ်။ဒီနေ့မှာတော့ ရှင်သုလနာဂဟာမိမိပြုခဲ့တဲ့ဒါနစေတနာကို ပြန်ဆင်ခြင်းရင်းပီတိတွေဖြစ်လာတယ်။အဲဒီလိုဖြစ်ပေါ်လာတဲ့ပီတိတွေကို အခြေခံပြီးဝိပဿနာဘက်ကို ကမ္မထံဘာဝနာကိုကြိုကြိုဆာဆာအထောက်လိုက်တာယဟန္တာ ဖြစ်သွားပါတော့တယ်။တကြွထပ်တန်တဲ့ဒါနစေတနာဟာပစ္စုပန်အကျိုးတွေမကပဲအရတဖို့ထိ အကျိုးပေးသွားတာပဲဖြစ်ပါတယ်။ အရှင်ဆူလာနာဂယဟန္တာဖြစ်ပြီးနောက်ပိုင်းတခုသောကာလတရက်မှာထူပါယုံကျောင်းလိုက်မှာရှိတဲ့ယဟန်တော်900ကြွလာပြီးမစ္စည်းမဒေတာအိန္ဒိယနိုင်ငံမှာရှိတဲ့မဟာဘောဓိဘင်ကိုလိုက်ပို့ပေးဖို့တောင်းပန်ကြတယ်အရှင်ဆူလာနာဂလည်းပဲလိုက်ပို့ပေးပါမယ်လို့ပြန်လဲပြီးတော့ဝန်ခံလိုက်တယ်အရှင်ဆူလာနာဂကိုလိုက်ပို့ပေးဖို့တောင်းပန်ရခြင်းရဲ့အဓိကအကြောင်းကတော့ လန်ခီတလျှောက်မှာစွန်ကွန်အခက်အခဲမရှိအောင်လို့ဖြစ်တယ်။အရှင်သုလနာကလည်းပဲဂရိခံထားတဲ့အတိုင်းယဟန်တော်900ကို မဟာဗောဓိပင်ကို လိုက်ပို့ပေးတော်မူတယ်။လန်ခီတလျှောက်မှာနတ်မြတ်နတ်ကောင်းတွေကလည်းကုညီဆောင်းလျှောက်ကြသလိုရောက်ရာဒေသကဒဂဒဂမတွေကလည်းပဲစွန်အချိုပွဲတွေအရှံအပဲလောင်းလို့ကြတယ်။မဟာဗောဓိပင်ကိုပို့ပြီးအပြန်ခရီးမှာတော့ အရှင်သုလနာဂဟာလေဝံယောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ဒီတော့အတူပါလာသူယဟန်တော်တွေကလည်းစိတ်မကောင်းဖြစ်ကြရတယ်။သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့အဓိကအကြောင်းကတော့အကယ်၍အရှင်သုလနာဂလန်ခီးမှာပြိဋိဘံပြုတ်ခဲ့မယ်ဆိုရင်သူတို့အတွက်စွန်ဘောစဉ်အခက်အခဲတွေ့ကြမှာပဲဆိုပြီးတော့စိုးရိမ်ကြခြင်းဖြစ်တယ်။ ဒါကိုသိတဲ့အရှင်ဆုလနာဂကအဟောယဟန်900ကိုဘယ်လိုမိန်တယ်လဲဆိုတော့အရှင်ဘုရားတို့အထွေအထူးမဆိုးရင်ကြပါနဲ့တပိတော်ပြိနိဗ္ဗာန်ပြုခဲ့ရင်ကျွင့်ကြံတဲ့တပိတော်ရဲ့ဓာတ်တော်တို့ကိုရှေးဆုံးကကြွတဲ့မထေရဲ့ရေးစစ်မှာဖြစ်ဖြစ်တပိတ်တယ်မှာဖြစ်ဖြစ် ဖွဲ့ချီပြီးတော့ယူတဲ့ယွာတဲ့ကိုဝင်ပါဖေဟာဒါဆိုရင်အရှင်ဘုရားတို့အတွက် လမ်းခရီးမှာပစ္စည်းလေးပါအတွက်မပင်မပန်းဖြစ်ရပါလိမ့်မယ်ခင်ဗျာဆိုပြီးတော့အကြံပြုတော်မူတယ်အရှင်စုလနာဂမထေလဲအဲ့ဒီလိုအကြံပေးပြီးမကြခင်မှာပဲပြိဋိနိဗ္ဗာန်ပြုသွားတယ်ကြံခဲ့တဲ့သရင်သုံးပေါ်ယဟန်တွေကတော့အရှင်စုလနာဂရဲ့အလောင်းတော်ကိုကောင်းကောင်းမွန်မွန်တကြိုပြီးအရှင်သုလနာကမှာခဲ့တဲ့အတိုင်းတတ်တော်တွေကိုယူဆောင်ပြီးတော့ရှေ့ဆုံးကမထေရဲ့ တပိတ်တော်ထဲမှာထည့်ပြီးတော့ကြွတော်မူကြတယ်ဒီလိုကြွတော်မူတဲ့လမ်းခီးတစ်လျှောက်ပစ္စည်းလေးပါ မပင်မပန်းနဲ့မိမိတို့တရင်300တီဟိုကျွန်းသူပါယုံចောင်းတိုင်ကို ပြန်လဲရောက်ရှိခဲ့တယ်လို့ဆိုတယ်စေရနာကြီးမလာရဲ့တဲ့ပါမန်ဒါနာလေးဟာကာယကံရှင်မရှိတော့တာတောင်းကြံခဲ့သူတွေအတွက်အကျိုးပြုသွားတဲ့တီဟိုဓမ္မဝတ္ထုလေးဖြစ်ပါတယ် စေရနာရဲ့သဘောတရုပ်ကို ဖွင့်ပြခဲ့တယ်ဝိထုလေးအဖြစ်လဲပူတွဲသဘောပေါက်လိုက်ရပါတယ်အရှင်ဆုလာနာဂရဲ့ဝိထုလေးကိုတရိယနေသည်များတော့ခွေးတွေကိုကျွေးပြင်နေအောင်ပါပါ ခွေးတွေကိုကျွေးပြင်နေသည်များတော့အရှင်ဆုလာနာဂရဲ့ဝိထုလေးကိုတတိယနေအောင်မှာပဲဖြစ်ပါတယ်။တပ်ပါကြောင့်ယာရီကတော့အရှင်ရာဇိန္ဒရဝင်းွယ်အင်းမရဲ့စာအုပ်ထဲကနေပြီးတော့ဖော်ပြခြင်းဖြစ်ပါတယ်။ आलो में